ရှိသောဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ဘုရားသခင်ခိုင်းရင်လို့ပါဆိုရက်ကောင်းစဉ်လေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်ရှမသိခရဝံကျမ်းခန်းစလေးစာပိုက်16ကိုဖတ်ပါမယ်ယေရှုကသွားရတော့အကြောင်းမရှိသူတို့စားစရာအဖို့တင်တို့ပေးကြလို့မိန်တော်မူ၏ပြောရတွေ့ရတယ်တပည့်တော်တွေကတောထဲမှာမိုးချုပ်လာတဲ့ခါမှာဟော ယေရှုရဲ့နောက်ကိုလိုက်ပြီးတော့မှနှုတ်ဘတ်တော်ခံယူကြတဲ့ပရိသတ်ကြီးကစစ်တိုက်နိုင်တဲ့အရွယ်ယောက်ျားကြီးပဲလူ9000ရှိတယ်။ဆိုတော့မိန်းကလေးတွေရော ကလေးတွေရောနော်တွေ့မယ်ဆိုတော့လူ2000လောက်ပေါ့အဲ့ကာလမှာဆိုတော့2မြို့စာလောက်3မြို့စာလောက်ဖြစ်ပါဘူး။အဲ့ဒီလူအုပ်ကြီးကနော်လိုက်လာတယ်။လိုက်လာပေမဲ့မိုးချုပ်သွားတဲ့ခါမှာသူတို့ညနေစာငှက်ကင်း နော်ထမင်းကကင်းပေါက်နေတာပေါ့ဆိုတော့တပည့်တော်တွေကယေရှုကိုသူတို့ကိုမြို့ထဲလွှတ်ပြီးတော့မှအစာတော်ဝယ်ခိုင်းကောင်းမယ်တဲ့ဒီတော်ထဲမှာသူတို့ထမင်းငတ်လိမ့်မယ်လို့ပြောတော့ယေရှုကတော်ဝယ်ခိုင်းစရာအကြောင်းမရှိဘူးတဲ့မင်းတို့သူတို့စားစရာပေးလိုက်ဆိုတော့တပည့်တော်တွေကအောက်ဖတ်မယ်ဆိုတော့ကျွန်တော်တို့မှာမုံငါးလုံးနဲ့ငါးနဲ့ကောင်ပဲရှိတယ်တဲ့နော်ကျန်တဲ့ကျမ်းပြိုင်နဲ့ကြည့်မယ်ဆိုတော့ဒါနဲ့ဘလို့မှမလောက်ပါဘူးတဲ့ပတ်စံနဲ့တော်ဝယ်လို့လဲနော် အဲ့ပတ်စံလည်းမရှိဘူးတဲ့နော်သူကြမ်းပြိုင်နေကြည့်မယ်ဆိုရင်တော့ပြောချင်တာကတော့သူကတော့သူသွားဝယ်ခိုင်းတာကောင်းဆုံးပဲပေါ့သွားရှာစားခိုင်းတာကောင်းဆုံးပဲပေါ့ဒါပေမဲ့ယေရှုအမိုးမင်းတို့ကြွေးတဲ့အဲ့ဒါနဲ့တပည့်တော်တွေကသူတို့မှာရှိတဲ့မုံငါလုံးနဲ့ငါးနှစ်ကောင်ယေရှုစီယူလာတယ်ယေရှုကကျေတော့ချင်းမှန်ပြီတော့မုံနဲ့ငါ့ကိုဖဲ့ပြီတော့မှနော်သွားပေးလိုက်ဆိုတော့တပည့်တော်တွေကဟော ဖဲ့တယ်ဆိုတော့စဉ်းစားကြည့်ပေါ့တပည့်တော်ကအဲ့မှာ12ပါးရှိတယ်ပေါ့နော်ဘယ်နှပါးကပေးလဲတော့မပြောဘူးအားလုံးတန်းစီပြီးထိုင်ခိုင်းတယ်ထိုင်တဲ့ခါမှာလူ1000ကိုသူတို့ခွဲပြီးတော့ပေးကြမှာပေါ့ယေရှုကနော်ငါးလေးကိုဖဲ့တယ်ဘယ်နှပိုင်းဖဲ့မယ်မပြောတတ်ဘူးနော်မုံလေးကိုဖဲ့တယ်နော်အဲ့လိုဖဲ့ပြီးတော့တစ်ဖက်စီတစ်ဖက်စီပေးလိုက်တယ်ပေးပြီးတော့ဝေခိုင်းလိုက်တယ်အဲ့တော့ဝေတိုင်းမှာပွားလာတယ်ဝေတိုင်းမှာပွားလာတယ် လူခုနပြောလူ2000ခန့်စားလို့ဝတ်ပြီးမှ12000တိုးတယ်လို့ပြောတာတွေ့ရတယ်။ဒါကြောင့်တော့မမစ်ဆွေတင်းတက်တာမှာနော်ဘုရားခင်ကတင်းကိုခိုင်းနေဆိုရင်ဖြစ်နိုင်ဒီမဖြစ်နိုင်ဒီမစဉ်းစားပါနဲ့နော်လောက်တာလောက်ပါအဲ့ဒါဆိုရင်တော့ဒီနေ့တရားဖြင့်လူတွေလည်းကောင်းကြီးဖြစ်မယ်တရားဖြင့်ဘုရားခင်ရဲ့ဘုံလည်းထင်ရှားမယ်လို့အားပေးချင်ပါတယ် တခုတော့ရှိတော့တခါလေးမှာကျွန်တော်တို့ဖျားခိုင်းတယ်လှုပ်တယ်အဆင်မပြေတာတွေလည်းရှစ်တတ်တယ်ဆိုတော့မမေ့ဘူးဖြစ်တယ်အဲ့တော့အဆင်ပြေခြင်းမပြေခြင်းကဘုရားသခင်ခိုင်းတာကိုလှုပ်လို့နော်ပြေခြင်းမပြေခြင်းနဲ့မဆိုင်ဘူးဘုရားသခင်ခိုင်းတဲ့အတိုင်းလှုပ်လို့အဆင်မပြေတာလည်းရှိနိုင်တယ်ပြေတာလည်းရှိနိုင်တယ်ဒါပေမဲ့ဘုရားသခင်မှာတော့အကြောင်းပြချက်ရှိတယ်နော်အကြောင်းပြချက်ရှိတယ်နော်ဒီ ရှင်ပေါလုနဲ့တိလနဲ့သူတို့ဟာဟိုယေရှုကအိမ်မက်ယူပါရင်အဖင်မာကီဒိုနီပြူသွားပြီးတော့အိမ်ဝင်လေးကိုဟောဖို့ခိုင်းတဲ့အခါမှာသူတို့နှစ်ယောက်သွားတယ်။သွားတော့ဟောရောက်တဲ့အခါကျတော့နော်ဖိလစ်ပိမြို့ကိုရောက်တော့အဖမ်းခံရတယ်အရိုက်ခံရတယ်။ပြီးရင်အချုပ်ထဲနော်ထောင်ထဲမှာတန်ရာရင်နဲ့ထဲ့တယ်။ကြည့် ါဘုရားခိုင်းတဲ့အတိုင်းလှုပ်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဘုရားခိုင်းတဲ့အတိုင်းလှုပ်လို့အဆင်ပြေရမယ်လို့မဆိုလို့အဆင်မပြေလို့လည်းငါမှားသွားပြီလားလို့အဲ့လိုမျိုးစဉ်းစားဖို့မလိုပါဘူး။ဘုရားခိုင်းတာဖြစ်ဖို့ပဲလိုပါတယ်။နော်။အဲ့တော့နောက်ဆုံးမှာတော့အလုံးတည်တဲ့အတိုင်းပဲနော်။ပေါလုနဲ့တိလကစိတ်တမချဘူးကျေတော့ချင်းမွန်းနေ။ညအချိန်မှာပဲထောင်တကားတွေအလုံးပွင့်ပြီးတော့မှထောင်မှုနဲ့မိသားစုနော်အလုံး ကဲတင်ချင်းရတယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်အပိချင်းပါတယ်။အရေးကြီးဆုံးကတော့အတန်ကြာတတ်ဖို့ဖြစ်ပါတယ်။အတန်ကြာချင်းကတော့ကျမ်းစာဖတ်ခြင်းအဖြစ်ကျွန်တော်တို့ကိုနော်ဒါကတော့မင်းတွေ့ဖြစ်တယ်လို့ဘုရားငါ့ကိုပြောတယ်လို့နော်ယုံနေတာပေါ့။ပြီးရင်လည်းဟာလာအိမ်မက်ယူပါယုံအဖြစ်တလကောင်။ဟိုတရားဟောဆရာတရားရောက်အဖြစ်တလကောင်။ကျွန်တော်တို့ကိုဆုတောင်းပေးခြင်းအဖြစ်တလကောင်။ကျွန်တော်ရဲ့ဆုတောင်းခြင်းအဖြစ်တလကောင်။ အမျိုးစုံအဖြစ်ဘုရားသခင်ကကျွန်တော်တို့စကားပြောနိုင်ပါတယ်အပြောရဆိုရင်တော့ကိုယ်ကိုဘာလို့ခိုင်းတယ်လဲနော်အဲ့ဒါကိုတိတယ်ဆိုရင်ဒီနေ့ဖြစ်နိုင်ဤမဖြစ်နိုင်ဤလုံးဝမစဉ်းစားပါနဲ့နော်ဘုရားခိုင်းတယ်မှိုင်လို့တာလို့ပါအပြစ်ချင်းတယ်နော်အဲ့ဒါဆိုရင်တော့ဘလောက်ပဲအစီတားရှိပါစေအစင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေဖျားခိုင်းရင်တတ္တိရှိလို့ပါလို့ရင် ်အာအောင်ကိုအောင်မြင်မှာဖြစ်တယ်ဖះဘုံလည်းထင်ရှားမယ်လူတွေလည်းကောင်းချီးဖြစ်မယ်ဒီလိုတွေ့ရပါတယ်ဗောနော်ကိုလည်းကောင်းချီးဖြစ်တာဗောခုနတစ်ဆက်နှစ်တောင်းပို့တယ်လေဟောနော်ဆိုတော့ပြန်ပြောမယ်ဖះခိုင်းရင်လောက်တာလောက်ပါဖြစ်နိုင်ဤမဖြစ်နိုင်ဤမစဉ်းစားပါနဲ့နော်အဲ့တော့အဲ့လိုလှုပ်တဲ့ခါမှာလည်းအစင်ပြေတာလည်းရှိနိုင်တယ်မပြေတာလည်းရှိနိုင်တယ်တော့နောက်ဆုံးမှာတော့နောက်ဆုံးမှာတော့လူတွေလည်းကောင်းချီးဖြစ်တယ် နော်ဖျားဘုံထင်ရှားတယ်ကိုလည်းကောင်းချီးဖြစ်ပါတယ်လို့ခမပေးနဲ့နေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အားလုံးကောင်းချီးပေးပါစေတော့အာမင်